မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်တွေရဲ့အတွေ့အကြုံကင်ဝေးပြီးကိုစိတ်နှစ်ပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့ဇွန်လ18ရက်ဗုဒ္ဓဘုနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့နိုင်ငံတော်ရဲ့အတိုင်းအမြံပုံကိုဒေါအောင်ဆန်းစုကြည်ကို CCTV ကနေမြင်တွေ့ရတဲ့မှတ်တမ်းဗီဒီယိုကို Guardian သတင်းဌာနကဖော်ပြခဲ့တဲ့သတင်း။ ကျမ၏ဝန်ကြီးဌာနကတနင်္သာရီတိုင်းမှာတာဝန်ထမ်းဆောင်မှုအတွက်ကျမ၏ဝန်ထမ်းတွေခေါ်ယူနေတဲ့တဲ့င်။ကမ္ဘာစံချိန်ချိုးမဲ့ဒေါ်ဆန်းစုကြည်မွန်းနေဆူတောင်းဗီဒီယို8000ပြည့်ခဲ့တဲ့တဲ့င်။ဂျီဝါ7စစ်မြေပြင်တပ်မှုတွေရဲ့တနန်းစင်ပွဲအခမ်းအနားကို KNI တိုင်းစစ်ဌာနမှာပြုလုပ်ခဲ့တဲ့တဲ့င်။ ပေါင်းတယ်မှာပြည်သူတွေကိုလူသားတစ်တိုင်းပြုတ်လုပြီးစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခတ်ရာ၄ဦးသေဆုံးပြီး၃ဦးဒဏ်ရာရခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းရေးဆန္ဒပြလူလူတပိတ်တဲ့တွေပဲဖြစ်ပါတယ်ရှင်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့နိုင်ငံတော်ရဲ့အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကို CCTV ကနေမြင်တွေ့ရတဲ့မှတ်တမ်းဗီဒီယိုကို Guardian သတင်းဌာနကဖော်ပြခဲ့တဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်ကို CCTV ကနေမြင်တွေ့ရတဲ့မှတ်တမ်းဗီဒီယိုကိုဂါရီယန်သတင်းဌာနကဖော်ပြလိုက်ပါတယ်။ CCTV မှတ်တမ်းက2022ခုနှစ်ဩဂုတ်နဲ့ဒီဇင်ဘာလတွေအတွင်းကမှတ်တမ်းတွေ ဖြစ်တယ်ဆိုတာကိုလည်းတွေ့ရှိရပါတယ်။အခုထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းတွေက2022ခုနှစ်ကမှတ်တမ်းတွေဖြစ်တဲ့အတွက်2025ခုနှစ်အထိ3နှစ်အတွင်းမှာဒေါအောင်ဆန်းစုကြည်အကြောင်းကိုအကြံဖတ်ဆဲအုပ်စုကဖုံးကွယ်ထားတဲ့အတွက်စိုးရိမ်စရာတွေရှိနေတယ်လို့လည်းမှတ်ချက်ပြုနေကြပါတယ်။ အန်ဒီဘယ်နေရာမှာရှိနေလဲကျွန်တော်တို့တွေမသိရဘူးအနိအတန်လည်းမကြားရတာကြားပြီဗျာအနိစီကစာတဆောင်အနိသားဖြစ်သူကင်းစီကိုရောက်လာတယ်ဆိုတာပဲသိရတယ်အဲ့ဒါလည်းပဲဘယ်တော့ကမသိရဘူးသဘောကနည်းနည်းတော့အန်ဒီက invisible လို့ပြောရမှာပေါ့နော်ပျောက်နေတယ်လူမြင်ကွင်းကနေရောကျွန်တော်တို့ရောပြည်သူတွေနဲ့ကြားမှာအဆက်အသွယ်တွေပြတ်တောက်ပြီးတော့အန်ဒီကလူမြင်ကွင်းကပျောက်နေတဲ့အခြေအနေမျိုးကတော့အမှန်တိုင်းပြောရရင်အင်မတန်မှစိုးရင်စရာအခြေအနေရောက်တယ်ပေါ့ အခုဆိုရင်အသက်80ရှိပြီဗျာနော်အသက်80ရှိရဲ့အမျိုးသမီးတယောက်ကိုတကယ်ကိုပြည်သူနဲ့လုံးဝအဆက်အသွယ်ဖြတ်ပြီးတော့ invisible ဖြစ်အောင်တမင်တက်တက်လှုပ်ထားတာဗျကျွန်တော်တို့အရန်စိုးရိမ်နေဒါအစိုးရတရက်အနေနဲ့ကော personal ပုံကိုရေးအရာရောကျွန်တော်တို့ခေါင်းဆောင်ကိုကျွန်တော်တို့အရန်စိုးရိမ်နေလို့ပြည်အောင်စုဝင်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကဇွန်လ15ရက်မှာထုတ်လွှင့်ခဲ့တဲ့ຫນွေဦးမှန်ကိုကွက်များအစီအစဉ်မှာပြောကြားထားပါတယ် ဂါရီးယားသတင်းဌာနရဲ့ဖော်ပြချက်မှာနိုင်ငံတော်ရဲ့တိုင်ပင်ခံပို့ကိုတောင်ဆန်းစုကြည်ကနေ့စဉ်နေထိုင်မှုမှတ်တမ်းမှာမနက်၄နာရီမှစတင်ကည၈နာရီ30မိနစ်မှပြီးဆုံးတယ်ဆိုတာနဲ့နေ့စဉ်တရားထိုင်တာလေးချင်ငန်းအဖြစ်အခန်းတွင်လမ်းလျှောက်တာတွေပြုလုပ်နေရလို့ဖော်ပြထားပါတယ်။ဒါအပြင်တောင်ဆန်းစုကြည်ကအစားနေပြီးမနက်စာအဖြစ်ကြဲဦးကျော်နေ့လယ်စာအဖြစ် ထမင်းအနေငယ်နဲ့အသားငါးတို့ကိုစားပြီးညစာအတွက်ပေါင်မုတ်စားတယ်လို့လည်းဂါရီးယားကဖော်ပြထားပါတယ်။ အကြံဖက်ဆဲအစုက2021ခုနှစ်ဖေဖော်ဝါရီလရက်မှာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်အပါအဝင်ဝင်ကြီးချုပ်တွေကိုအာရမဖမ်းဆီးပြီးတော့အာဏာလွှဲယူဖို့စူးစမ်းခဲ့တာဖြစ်ပြီးမတရားတဲ့ပုံမှားတွေနဲ့တရားစွဲဆိုအကျဉ်းချထားတာပါရှင်။ဂျမိုင်းဝန်ကြီးဌာနကတရင်သားရီတိုင်းမှာတာဝန်ထမ်းဆောင်မှုအတွက်ဂျမိုင်းဝန်ထမ်းတွေကိုခေါ်ယူနေတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရကျမရေးဝန်ကြီးဌာနကတနင်္သာရီတိုင်းမှာတာဝန်ထမ်းဆောင်မှုအတွက်ကျမရေးဝန်ထမ်းတွေခေါ်ယူနေပါတယ်။ခေါ်ယူနေတဲ့တာဝန်တွေကအထူးကုဆရာဝန်များဆရာဝန်များမြစ်တီအထူးကုဘာသာရပ်အမျိုးအစားမဆိုးအထူးပြုတူနာပြုများတူနာပြုများမြစ်တီအထူးပြုဘာသာရပ်အမျိုးအစားမဆိုးမြစ်တီရာထူးအမျိုးအစားမဆိုးကျမရေးမှုများမြစ်တီရာထူးအမျိုးအစားမဆိုးအမျိုးသမီးကျမရေးဆရာမများ LHV ပြည်သူ့ကျန်းမာရေးကြီးကြပ်တင်များ တားဖားဆရာမများနဲ့ပြည်သူ့ကျန်းမာရေးကြီးကြပ်နှစ်များဖြစ်တယ်လို့သိရပါတယ်။ရှောက်ထားလို့သူတွေဟာပြည်အောင်စုမြန်မာနိုင်ငံဘွားဖြစ်ရမည်။ကျန်းမာရေးကောင်းမွန်သူဖြစ်ရမယ်။နိုင်ငံဝန်ထမ်းဖြစ်ပါကစီရီယံဝန်ထမ်းဖြစ်ရမယ်။အကြံဖက်စစ်ကောင်စီနဲ့ပတ်သက်မှုမရှိသူဖြစ်ရမယ်။နိုင်ငံဝန်ထမ်းမဟုတ်ပါကအကြံဖက်စစ်ကောင်စီနဲ့ပတ်သက်မှုမရှိသူဖြစ်ရမယ်လို့အတိပေးထားပါတယ်။ဒါအပြင်ကျမရဲ့ဝင်ကြီးဌာနကတာဝန်ချထားမဲ့နေရာဒေသတွေကိုတွားရောက်ပြီးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ဆိုပါတယ် ရှောက်ထားလို့သူတွေအနေနဲ့ဇွန်လ30ရက်နောက်ဆုံးထားပြီးနေ့စဉ်ပြည့်ရက်မရှိမနက်10:00နာရီကနေည8:00နာရီအထိမြို့သားညီညွတ်ရေးအစိုးရဂျမရေးဝန်ကြီးဌာနလူဆွမ်းအရေးမြင့်ဌာနရဲ့ Telegram အကောင့်တွေမှာရှောက်လာပုံစံတွေထုတ်ယူပြီးပေးဖို့ရှောက်ထားနိုင်ပါတယ်။အတီးပြုတ်ရွေးချယ်ခြင်းခံရသူတွေကတာဝန်ချထားမဲ့နေရာများအတွက်လိုအပ်တဲ့သင်တန်းများကိုတတ်မှတ်အစီအစဉ်များအတိုင်းတက်ရောက်ရမှာဖြစ်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရ၊ကျမရေးဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ဒေသအသီးသီးကိုတာဝန်ချထားမှာဖြစ်ပါတယ်။ တော်လိုင်းကာလာနဲ့ဂျားကာလာကျမရဲ့ဆောင်းရှောင်းမှုလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နေတဲ့ကျမရဲ့သူရဲကောင်းတွေအတွက်လက်ရှိကာလာအတွင်းလူမှုဘဝလုံခြုံမှုနဲ့လုပ်ငန်းခွင်လုံခြုံမှုတွေကိုကာကွယ်ဆောင်ရှောင်းမှုတွေပေးအပ်နိုင်ဖို့အစီအစဉ်တွေချမှတ်ထားရှိပြီးတော်လိုင်းအလွန်ကာလာမှာလည်းဘဝအမခန့်ချက်တွေနဲ့အထူးခွင့်ရေးတွေကို Federal Democracy မူဝါဒတွေနဲ့အညီပေးအပ်သွားမှာဖြစ်ပါတယ်။ကျမရဲ့ဝင်ကြီးဌာနကအကြမ်းမဖက်အာဏာဖီဆန်ရေး CDN လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ကျမရဲ့အင်အားစုတွေနဲ့တော်လိုင်းကာလာအတွင်းအခက်အခဲမျိုးမျိုးချမှကျမရဲ့ဆောင်ရှောက်မှု ပေးနေသူကျမရဲ့သူရဲကောင်းများအားလုံးကိုအထူးအသိမှတ်ပြုဂုဏ်ပြုမှတ်တမ်းထင်ထားတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ကမ္ဘာစံချိန်ချိုးမဲ့ဒေါအောင်ဆန်းစုကြည်မွေးနေ့ဆူတောင်းဗီဒီယို၈000ပြည့်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ခင်းနှင်းစံချိန်ချိုးဖို့အတွက်လှုပ်ဆောင်နေတဲ့လူလူခေါင်းဆောင်ဒေါအောင်စန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆုတောင်းဗီဒီယို8000ပြည့်ပြီလို့ဆု80 birthday campaign ကအသိပေးထုတ်ပြန်လိုက်ပါတယ်။ဇွန်လ19ရက်နေ့ကြာရောက်မဲ့လူလူခေါင်းဆောင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်စန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ campaign အတွက်မွေးနေ့ရောက်ဖို့တရက်လိုဖြစ်တဲ့ဒီကနေ့ဇွန်လ18ရက်မှာမွေးနေ့ဆုတောင်းဗီဒီယိုပေါင်း8000ပြည့်သွားပြီဖြစ်ပါတယ်။အမေမွေးနေ့မတိုင်ခင်တရက်အလိုမှာမွေးနေ့ဆုတောင်း8000ပြည့်သွားပါပြီ။ ပါဝင်ဆုတောင်းပေးသူတွေအားလုံးနဲ့ဆုတောင်းတွေကိုရရှိအောင်ကူညီပေးကြသူတွေအားလုံးကိုကင်မဲ့ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီကကျေးဇူးအထူးတင်ရှိပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဝင်းနေဆုတောင်းဗီဒီယိုဖိုင်တွေကိုလုံခြုံရေးရသေချာစွာသိမ်းဆည်းထားမှာဖြစ်ပြီးမိခင်ဖြစ်သူလွတ်မြောက်လာတဲ့အခါမှာအဲ့ဒီဗီဒီယိုတွေကိုပြသပြီးတော့ပြည်သူတွေရဲ့ချစ်ခင်လေးစားအားကိုးမှုတွေကိုဖော်ပြသွားမှာဖြစ်တယ်လို့လည်းကင်အဲရစ်ခေါ်ကိုထိန်လင်းကပြောပါတယ်။ ထောင်ဆိုင်စုကြည်မွေးနေ့ဆုတောင်းအတွက်စက္ကန့်30စာဗီဒီယိုဖိုင်လေးတွေကိုပေးပို့ဖို့နဲ့ပြည်သူလူထုရဲ့ပေးပို့ခဲ့တဲ့ဗီဒီယိုအရေးအတွက်ရထောင်ဆိုင်စုကြည်ကိုချစ်တဲ့မြန်မာပြည်သူဘလောက်ရှိကြောင်းကဘာကိုချပြဖို့ရည်ရထားတယ်လို့သိရပါဗျ။မွေးနေ့ဆုတောင်းဗီဒီယိုကမ်ပိန်းတွေပါဝင်လူသူတွေဟာဗီဒီယိုမှာ Happy Birthday နဲ့ဆုစကားလုံးတွေပါဝင်ရမှာဖြစ်ပြီးအများဆုံးစက္ကန့်30ကြာမြင့်ရမှာဖြစ်ပြီးရိုက်ကူးထားတဲ့ဗီဒီယိုများကိုဆု80 Birthday Campaign skin erit ထိန်လင်း page တွေကိုပေးပို့နိုင်တယ်လို့သိရပါဗျ။လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဟာဇွန်လ19ရက်မှာကြာရောက်မှာမို့ပြည်သူတွေပါဝင်မှု တရက်တာကြံတော်ပြီး19ရက်နေ့ UK အချိန်ည7:00နာရီအတိတ်မှာဗီဒီယိုလက်ခံပေးခြင်းရည်နာမှာ ဖြစ်ပါတယ်ရှင်။ UH7 စစ်မြေပြင်တပ်မိုးတွေရဲ့တန်တန်းစစ်ပွဲအခမ်းအနားကိုကင်လီတိုင်းစစ်ဌာနမှပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်ရှမ်းတောင် KNY တိုင်းစစ်ဌာနချုပ်ကိုကဲမှုအောက်မှာရှိတဲ့ UR7 စစ်မြေပြင်တပ်မှုတွေကိုတင်းနန်းစစ်ပွဲအခမ်းအနားကိုဇွန်လ16ရက်က KNY ပြည်နယ်တနရာမှာပြုလုပ်ခဲ့တယ်လို့ဒီမော့ဆို PDF အမှတ်113ညနေထံကသိရပါဗျ။မြေပြင်တပ်မှုတင်းနန်းကိုနေပြူရအမှတ်17လက်အောက်မှာရှိတဲ့အမှတ်113ညနေတရင်ကို113ညချောက်တရင် 1139တရင်နဲ့1139ကိုတရင်ကတင်တန်းသားဥယျ150တက်ရောက်ခဲ့တာပါတင်တန်းဆက်ပွဲအခမ်းအနားကိုတိုင်းစစ်ဌာနစစ်စင်ရေးအရာရှိဗျူဟာ71ဗျူဟာမှုအပါအဝင်တရင်မှုတွေကိုမဟာမိတ်အဖွဲ့ဖွဲ့စည်းတွေကတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်ဆက်လက်ပြီးခမ်းအနားမှာစည်ရေးပြချီတက်တာအလန်တင်အလေးပြုတာကြာဆုံးအာဇာနည်သူရဲကောင်းတွေကိုအလေးပြုတာနဲ့တစ္ဆာအတိတ်ထံရွတ်ဆိုခဲ့ကြပါတယ်နေပြည်တော်ဆက်တက်ကတာဝန်ရှိသူတွေကမေကွန်းပြောတာတနန်းအကာလအတွင်း ထူးချွန်စုရရဲဘော်ရဲမေတွေကိုစုချင်းမြင့်ပေးခဲ့ကြပါတယ်ရှင်။ပောင်းတိုင်မှာပြည်သူတွေကိုလူသားတတိုင်းပြုတ်လုပြီးစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခတ်ရာ၄ဦးသေဆုံးခဲ့ပြီး၃ဦးထဏ်ရာခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းပောင်းတဲမြို့နယ်မှာပြည်သူတွေကိုလူသားတတိုင်းပြုတ်လုပြီးစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်တွေတိုက်ခိုက်ရာ၄ဦးသေဆုံးခဲ့ပြီး၃ဦးဒဏ်ရာခဲ့လို့၃၆၃၁တရင် စစ်ထောက်လန်းရေးနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရိုက PPTV ကို ပြောပါရယ်။ပေါင်းတိုင်မျိုးနဲ့တစ်ပုတ်အုပ်စုနှစ်တိုးရွာနဲ့နှွေးတောင်ရွာကြားကရုပ်ဆိုင်ရွာကပြည်သူတွေကိုဖမ်းဆီးပြီးလူသားတိုင်းခံကအောက်ဘက်ကိုပြန်ဆင်းလာတဲ့အကြမ်းဖက်စစ်တပ်အင်အားတရာခန့်မှစစ်ကြောင်းကိုဇွန်လ16ရက်မနက်10:50မိနစ်ကနေနေ့လယ်2:55မိနစ်ထိ viewer အမှတ်27လောက်ခန့်36391တရင်စနိုက်ပါအဖွဲ့နဲ့တရင်စစ်ကြောင်းတို့မှဂျာဖြတ်တိုက်ခိုက်ခဲ့တာပါ။ ဒီကောင်တွေကရုပ်ဆိုင်ရွာနေပြီးတော့မှအင်အား200ခန့်နေပေါ့နော်ဟိုစစ်ကြောင်းနှစ်ကြောင်းခွဲပြီးထွက်လာတယ်အဲနှစ်ကြောင်းခွဲထွက်လာတယ်တကြောင်းကတော့ပေါက်ကောင်းမျိုးနဲ့အပိုင်ဘက်ကိုထွက်သွားတယ်တကြောင်းကတော့ပေါင်းတဲ့အပိုင်ဘက်ကိုထွက်လာတယ်လူသားတတိုင်းခံပြီးတော့မှနော်ရုပ်ဆိုင်ရွာသူရွာသားတွေကိုလူသားတတိုင်းအဖြစ်ခေါ်ဆောင်ပြီးတော့မှပေါင်းတဲ့အပိုင်နှစ်တိုးရွာနဲ့နှွေးတောင်ရွာရွာဘက်ကိုထွက်လာတယ်အဲအဲ့အချိန်မှာပဲကျွန်တော်တို့ကမနဲ့စေနာကြီးငါမင်းနေ90လောက်မှာပဲစနိုက်ပါနဲ့စတင်ပြစ်ခတ်တိုက်ခိုက်တယ်အဲ အဲဒလဲဆက်တဲမှာပဲစနိုက်ပါနဲ့ပြစ်ခတ်ပြီးတော့မှနောက်ပိုင်းမှာတော့ကျွန်တော်တို့လက်နက်ငယ်တွေနဲ့သူတို့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာပါပဲခင်ဗျ။နတ်တိုးရွာနဲ့နှွေးတောင်ရွာကိုနှွေးတောင်ရွာမှာရှိတဲ့အင်ဂျီကိုလုံးနဲ့အတူ၎င်းသူတို့တည်ဆုံတဲ့အလောင်းတွေကိုမီးရှို့သွားတယ်နော်။အဲသူတို့ဘက်ကလည်းပဲကျွန်တော်တို့ဘက်ကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့လက်နက်ကြီးဆိုရင်60မမ40မမအဲ ဟိုလက်နက်ငယ်ဆိုလည်းလက်နက်ငယ်မျိုးစုံနဲ့ပေါ့နော်စက်ကလေးတို့ဘာလို့လဲကျွန်တော်တို့ပြန်လဲပစ်ခတ်တိုက်ခိုက်တယ်ကျွန်တော်တို့ရဲဘော်တွေအထိကိုက်အန်နေမရှိပါဘူးအဲကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့စက္ကစစ်ကြောင်းကတော့ပေါင်းနဲ့ပိုင်နဲ့ကဟိုရောက်ရှိလာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာပေါ့နော်။ဟုတ်ကဲ့ဟုတ်ကဲ့လူစားတိုင်းအဖြစ်ခံထားတဲ့ပြည်သူ16ယောက်ကိုတော့ရုပ်ဆိုင်ရွာရွာပြည်သူ16ယောက်ကိုတော့18ရက်နေ့18ရက်နေ့အဲနေ့လယ်ပိုင်းလောက်မှာပြန်လည်လွတ်ပေးလိုက်ပါတယ်ခင်ဗျအခုဆိုရင်တော့ရုပ်ဆိုင်ရွာမှာပြန်လည်ရောက်ရှိနေပါပြီ။ အကြဖက်စစ်ကြောင်းကအဆိုပါတေဆုံးရုံလောင်းတွေကိုနှစ်တိုးရွာနဲ့နှွေးတောင်ရွာမှာရှိတဲ့အိမ်တွေပေါ်တင်ပြီးပြည်သူပိုင်နေအိမ်၉လုံးနဲ့အတူမီးရှို့အလောင်းဖြောက်သွားပြီးပောက်ခေါင်းမြို့ဘက်ကိုထွက်သွားတယ်လို့သိရပါဗါးအဲ့ဒီအကြဖက်စစ်ကြောင်းဟာရုပ်ဆိုင်ရွာကပြည်သူ၁၉ဦးကိုဖမ်းဆီးပြီးလူသားထိုင်းကအဖြစ်အသုံးချကကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာဖြစ်ပြီးဇွန်လ၁၈ရက်မှာတော့တစားကန်လူသားထိုင်းအဖြစ်ဖမ်းဆီးထားတဲ့ပြည်သူတွေကိုပြန်လည်လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ် ြစ်ခတ်တိုက်ခိုက်မှုအတွင်းအကြဖက်စစ်ကောင်စီတွေဘက်က60မမ40မမလက်နက်ကြီးတွေလက်နက်ငယ်တွေနဲ့ပြန်လည်ခုခံတိုက်ခိုက်ပေမဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ရဲဘော်တွေအနေနဲ့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ရှင်။ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်မြေဖြဲချေမုံရေလူလူဆန္ဒပြဝဲသတင်းတွေကိုစူးစစ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ လူလူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဆန္ဒပြဆုတောင်းမှုကိုရမပင်မြို့နယ်တပ်ပေါင်းစုတပိတ်ကဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ရမပင်မြို့နယ်အတွင်းကတပိတ်အင်အားစုတွေစုပေါင်းပြီးတော့ပြုလုပ်ခဲ့ကြတာဖြစ်ပြီး Freedom for Fear ဆိုတဲ့စာသားကိုကင်ဆွဲပြီးဒေါအောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးကျင်းသားတွေလူမျိုးရေးအတွက်ဆုတောင်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။ စကိုင်းတိုင်းရမပင်မြို့နယ်ကနောက်ပြမလဲကြီးဒီတော်လိုင်းလူလူတပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တက်ကြဆောင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လိုင်းပြည်သူတွေကနောက်ပြမလဲကြီးဒီတော်လိုင်းလူလူတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တက်ကြဆောင်ရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါ။ရွှေဘုံမြို့နယ်တပိတ်အင်အားစုကဒေါ်ဆန်းစုကြည်နဲ့တကွတပိလုံးလွတ်မြောက်ရေးအတွက်စက်ယုံကြစာသားကင်ဆယ်ပြီးဆန္ဒပြလှုံ့ဆော်မှုကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကဒေါအောင်ဆန်းစုကြည်နဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက်စက်ရုံကျစာသားကင်ဆွဲပြီးအကြမ်းဖက်ဆက်တက်ကြဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကဒေါအောင်ဆန်းစုကြည်နဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက်စက်ရုံကျစာသားကင်ဆွဲပြီးအကြမ်းဖက်ဆက်တက်ကြဆောင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်ဒေါအောင်ဆန်းစုကြည်နဲ့တကွ တပီလုံးလှမြောက်ရေးအတွက်စက်ယုံကျစာသားကိုကင်ဆယ်ပြီးဆိုတဲ့စာသားတွေကကင်ဆယ်ခဲ့ကြသလိုတရားမဝင်ရွေးကောက်ပွဲအလိုမရှိ Freedom for Fear နဲ့ကြောက်ရွံ့ခြင်းမှလွတ်မြောက်ခြင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။သခိုင်းတိုင်းစလင်းကြီးမြို့နယ်လဗရောင်းတောင်ဒေသတပိတ်အင်အားစုဥဆောင်ပြီးတော့လဗရောင်းတောင်ဒေသခံပြည်သူတွေကဇွန်လ19ပန်းတပိတ်မှာပူးပေါင်းပါဝင်ကြဖို့နဲ့အကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါဗျာ။ ဆန္ဒပြတော်လှန်ပြည်သူတွေကဒေါအောင်ဆန်းစုကြည်နဲ့တကွတပီလုံးလွတ်မြောက်ရေးအတွက်စက်ယုံကြဆိုတဲ့စကားသာကင်ဆွဲပြီးဆန္ဒပြချီတက်ခဲ့ကြတာပါဆန္ဒပြတော်လှန်ပြည်သူတွေကနေမြင်မငြိမ်သက်မှုကြားရဲကနေပဲအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါရဲ့ရှင်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။